ဟုတ်လို့မြင်လာပါအခု grade 7 geometry သင်ချာနှစ်ထဲကအခန်း3ဖြစ်တဲ့သရဂံများဆောက်လို့ဆွဲထားခြင်းနဲ့ထပ်တူညီချင်းဆိုတဲ့သင်ခန်းစာကိုပြောပြသွားမှာဖြစ်ပါလိမ့်ပထမဆုံးမပြောခင်မှာကျေပါအနားနှစ်နာနဲ့ကြားတော့ပေးထားတဲ့သရဂံတစ်ခုဆောက်လို့ဆွဲထားခြင်းဆိုတဲ့ဟာမျိုးပြောသွားတာဖြစ်ပါလိမ့်ဒါဆိုအနားနှစ်နာဖြစ်တဲ့အတွက်ကြောင့်ဒီညမှာဥပမာရပြောမယ်ဆိုရင် အလျား5စင်တီမီတာနဲ့4စင်တီမီတာရှိတဲ့အနားနှစ်ခုနဲ့ရင်းတို့ကြားရှိထောက်သည်53ဒီဂရီရှိသောထောက်တစ်ခုဆွဲပါဟုတ်ပါပြီဒါဆိုလို့ရှိရင်ပထမအဆင့်အနေနဲ့ကတော့ကျွန်တော်ဘာလုပ်ကြမလဲဆိုရင်တော့ပုံချင်းဆွဲကြည့်ရမှာပေါ့နော်ပုံချင်းဆိုတော့ trigger ဆိုတဲ့အတွက်ကြောင့်ဒီလိုရအနားဘယ်လားရှိမလဲဟုတ်တာပေါ့အနား3နားရှိပါမယ်အနား3နားရှိတဲ့ trigger နာမည်ကဘာလို့ပေးလိုက်မလဲ a b c လို့ပေးမယ်ဒါဆိုရင်ကျတို့ကပုံစံလေးတစ်ခုရင်းဆွဲကြမယ်ပါပြီဒါဆိုလို့ရှိရင်အခုပြန်ပြန်ပြမယ်ဒီနေရာမှာ trigger အနာဘက်ကိုဆွဲလို့ရဆိုတော့တစ်ခုနှစ်ခုသုံးခုအနာသုံးခုဆွဲပြီးတော့သူတို့တွေနာမည်ပေးလိုက်မယ်ဘာလို့ပေးမလဲဟုတ်တာပေါ့ဒီနေရာမှာ a ဒါကိုကျတော့ a လို့ပေးမယ်ဒီနာကိုကျတော့ B လို့ပေးမယ် D နာကိုကျတော့ဘာလို့ပေးမလဲ C လို့ပေးလိုက်ပါမယ်ပြီးလို့ရှိရင်သူမှခုနပြောထားတဲ့ပေးထားတဲ့အနာအတိုင်းတာလေးရှိရင်ဒီကောင်ကဘာလဲ5 cm ဒီမှာက4 cm ပြီးလို့ရှိရင်သူရဲ့ချားမှရှိတဲ့အနာကိုကျတော့သူတို့က ဘလောက်ဒီလို့ပြောတာလေဒီသူတို့အနားနှစ်ခုချားလို့ပြောတဲ့တကြောင်ကိုဟောဒီ AB နဲ့ BC ချားမှာဗာလေးချင်မယ်5 cm or 53 degree 53 degree ဆိုတဲ့ဟာမျိုးကိုထည့်လိုက်ပါဟောဒီဒါပုံချင်းရတာပုံချင်းရသွားပြီဆိုရင်ကိုဆွဲတာလေးကိုကျက်နဲ့သူလေးလက်တိအောင်ဆိုလို့ရှိရင်အကျဉ်းလေးဆွဲကြမယ်ပေါ့စာလေးရေးပြကြမယ်နော် ဟုတ်ပြီအဆင့်တက်နေတဲ့ပါဆွဲမှာလေအထက်5စင်တီမီတာရှိတဲ့မြင်းပိုင် AB ကိုဆွဲမယ်ဆိုတော့ကျွန်တော်ပါလေးယူကြမယ်ဟုတ်တယ်ပေဒန်လေးယူမယ်ပြီးလို့ရှိရင်ခဲဒန်လေးယူမယ်5စင်တီမီတာဖြစ်တဲ့တကြောင်မူဒီနားမှာအဆက်လေးတစ်ခုပြီးတော့မှဒီမှာ5စင်တီမီတာနေရာမှာအဆက်လေးတစ်ခုချလိုက်မယ်ဟုတ်ပြီအဲ့ဒါကိုဒီမှာပုံချမ်းမှာပါတဲ့အတိုင်းပဲဒီနေရာမှာပါလေးနာမည်ထည့်လိုက်မယ်ဟုတ်တာတော့ဒီနေရာမှာနာမည်က A ထည့်လိုက်တယ် ဒီဘက်မှာဒီအမှတ်နဲ့မဲကပါလေဟုတ်ပါလေဘီချေလိုက်မယ်ပြီးလို့ရှိရင်အတရားကွာဝေးရဘလောက်လဲ5စင်တီမီတာဖြစ်တဲ့တချောင်းကို5စင်တီမီတာဆိုပြီးတော့ထည့်လိုက်ဟုတ်ပြီအဆင့်1ပြီးသွားပြီဆိုလို့ရှိရင်အဆင့်2နဲ့တို့ပါလို့ကြောင်းနေဟုတ်တယ်အဆင့်2ပါလို့မရကြအောင်အဆင့်2ကဘာပြောတာလဲအမှတ်ဘီတွင်အမှတ်ဘီဆိုတာကိုတွေ့လားဟုတ်တယ်အမှတ်ဘီကဒီနားမှာရှိရဲ့ အဲ့ဒီအမှတ်ဘီမှာဆိုလို့ရှိရင်ဘာဒီအမှတ်ဘီမှာဆိုလို့ရှိရင်ဒေါက် ABC 53ဒီဂရီဖြစ်အောင်စပိုင်းကျန်လေးယူမယ်။ဟောဒီစပိုင်းကျန်လေးယူမယ်53ဒီဂရီဖြစ်အောင်တိုင်းလိုက်မယ်။ဒီကနေကြမယ်30 20 30 40 50 53ဖြစ်တဲ့အတွက်ကြောင့်မို့ဒီနားလေးမှာ53 9နဲ့ပုံကြလေးမှာ53ဆိုတဲ့နေရာလေးကိုမှတ်မယ်။ kasi tu mali tu ku malaya manga sato sure ha bu na awi ati cha phit pi so lo shi manga sato ma lai ta me Vì ý mà ngã sát tông mà tu bà lý mâm lê Thế thì ngã sát tông cũng Tông phiêu rồi nhé máy Bì sửa mà lý ဆွဲမှာမယ် b b ဆိုတဲ့အမှတ်ကိုဆွဲမယ်ဒါဆိုစဝိုင်းချက်ကိုပြန်ထားရမယ်စဝိုင်းချက်ဒီမှာနေရာလေးပြန်ထားမယ်ဟုတ်တော့မှန်ပြရဒီမှာအဆက်လေးတစ်ခုချမှာပေါ့နော်ဒါကိုဘာလို့မှတ်ကြပါလဲဒါကို p လို့မှတ်မှာဖြစ်ပါတယ် p လို့မှတ်မယ် အာဒီဘက်ကိုပြီးလို့နှက်မှတ်ပြီးလို့ရှိရင်ဒီညမှာမာလေးလောက်ကြမယ်ဆိုတော့ဒီမြင်းလေးနဲ့မြင်းလေးနဲ့ဒီမှာကလေးဆွဲမယ်ဆိုတော့ဒီကနေပြီးတော့ပြီးကိုဆလိုက်ပါမယ်ဒီအနေကိပြီးကိုဆလိုက်မယ်ဒါဆိုလို့ရှိရင်နှာရောမှတ်တာလေဒီတောက်လေးဒီဘယ်လောက်ဖြစ်သွားမှာလဲ ဟုတ်တာပေါ့53တိဖြစ်မှာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာပါရေးမလဲ53ဒီဂရီဆိုပြီးတော့ရေးရမှာဖြစ်တယ်ဟုတ်ပြီနောက်တစ်ဆင့်ကြည့်အောင်ဒီက BC ကဘယ်လောက်ရှိလဲ4စင်တီမီတာရှိတယ်ဒါကြောင့်မို့ BC 4စင်တီမီတာရှိဖို့အတွက်ဆိုဒီခါကျတော့ပေးတယ်လေးယူမယ်ပြီးတော့ရှေ့ဟောဒီထောက်ချုံလေးယူပါမယ်ထောက်ချုံလေးကိုယူပြီးတော့ ြင်ရမှာဘလောက်တိုင်ရမှာလဲဟုတ်တယ်4 cm တိုင်မှာဖြစ်တယ်ဒီစားချင်းမယ်နော်4 cm တိုင်မယ်ဘီကနေမှတ်မှာဖြစ်တဲ့ကြောင့်ဘီကနေပြီးတော့အနယ်လောက်ရမှာလဲဟုတ်တယ်ဒီမှာဆော့ဝိုင်းချင်းလေးနဲ့နိုင်ရမယ်ပါလီ ဒါဆိုရင်ဒီမှာဖြတ်တဲ့နေရာကိုကျေရွာနည်းနည်းပြီးကြမယ်အဲ့ဒီဖြတ်တဲ့အမှတ်ကအမှတ်တစ်ခုရပြီအဲ့ဒီအမှတ်ကိုဘာလို့ပြီးကြမယ်ဒီပုံချမ်းရကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဘာလို့ပြီးရတာလဲဟုတ်တာပေါ့စီလို့ပြီးရတယ်ဒီဖြတ်မှတ်ကိုစီလို့နည်းနည်းပြီးလိုက်ပါမယ်ဒါပြီးတော့ဆိုထောက်ကျွန်းလေးနေရာပြန်ဆက်မယ်ဒါဆိုရင်စာဘလို့ရေးမလဲခုနဆွဲလိုက်တာဘာသုံးပြီးဆွဲတာလဲ ထောက်ချုံအသုံးပြုပြီးတော့ဆွဲတာဟုတ်ပြီထောက်ချုံအသုံးပြုတော့ဆွဲတာဆိုရင်စဘလို့ရေးမလဲပါရီထောက်ချုံဆိုတာကိုကျေတော့ဘာလို့ခေါ်တာလဲကွန်ပါဟုတ်တယ်ခုနကွန်ပါကိုအသုံးပြုပြီးတော့ B ကနေပြီးတော့ဘယ်လောက်ဆွဲလိုက်လဲ4 cm ဆွဲလိုက်တဲ့အကြောင်းဒီမှာပါရေးမလဲ4 cm လို့ရေးမယ်အဲ့ဒီ BB ပုံမှန်ဖြတ်ပြီးတော့ဒီအဖက်လေးကိုဘာလို့မှတ်လိုက်လဲ C လို့မှတ်ထားတယ်။ဟုတ်ပါပြီ။ဒါဆိုရင်နောက်ဆုံးတစ်ချက်နေနဲ့ ို့တွေပါရေးကြမှာလေဟုတ်ပါပြီအဆင့်လေးနေနဲ့ရေးကြအောင်ဟုတ်ပြီအဆင့်လေးနဲ့ပါရေးရလဲခဲတန်ရေပေးတန်ရေအတုံးပြပြီးတော့ကျတို့ဘာလုပ်ကြမလဲဆက်လိုက်မှာပေါ့ဘာနဲ့ပါကိုဆက်ကြမှာလဲ ခေရန်နဲ့ပေရန်သုံးပြမယ်ဆိုတော့ဗျဒီမှာခေရန်လေးယူလိုက်မယ်။ရခေရန်ပြီးလို့ရှိရင်ပေရန်ပေရန်ကိုယူပြီးတော့ခုနတော့ကအေဆိုတဲ့အမှတ်ရေပါရီမာလာတဲ့ခုနတော့စီဆိုတဲ့အမှတ်ရေကိုပေရန်နဲ့ထည့်အောင်လုပ်မယ်။ဒီပြလာဒီပဲနဲ့ဆောင်းသွားတဲ့ပြန်ပြဒီပဲဆောင်းသွားတဲ့ဆိုရင်ပြန်ပြ ဒီလိုလေးတန်ရွှေဒီရွှေလုံးမျိုးရကြည့်ကြမယ်နော်ဒီလိုကြတာပေးတယ်တော့မြင်ပါတော့ဟုတ်ပြီအဲ့ဒါလေးကိုဒီလိုမျိုးဖောက်သေးဘူးဒါလေးမျိုးလေးရှိရအောင်စောင်းလေးကိုဒါလေးမျိုးလေးတန်ရွှေနဲ့စောင်းလေးတန်ရွှေဒီဘယ်လည်းနည်းနည်းပြန်ရွှေ အဲ့ဒါကိုဒီကခဲတန်းလေးနဲ့ရေးပြီးတော့ဘလို့ကြမယ် A နဲ့ B နဲ့ကိုဆက်လိုက်ပါမယ်ဟုတ်ပါပြီဒါဆိုလို့ရှိရင်ခုကလေးတို့တွေ့တဲ့ဟောဒီ A B C ဆိုတဲ့ trigon ကခုနကကြည့်လို့ချင်တဲ့အလျား5 cm ရဲ့ဒီလျား4 cm ရဲ့သူတို့နာကြားမှာ53 degree ရှိတဲ့ trigon တစ်ခုကိုရရှိဖြစ်ပါလေဒါဆိုရင်ဒါကိုလေးတို့ ပြန်ကြည့်ခြင်းအားဖြင့်ဒီ3ကံတခုကိုအလျားနှစ်ခုနဲ့ကြားတော့ပြရတဲ့3ကို3ကံတခုကိုဆွဲတက်မလို့ယူဆရနော်။ဟုတ်ပါပြီ။ဒါဆိုလို့ရှိရင်အခု၄ချိန်ကံ3တသမ2ကဒီပုံစံလေးနှစ်ခုကို၄ချိန်ကြည့်ကြမယ်။နောက်ထပ်ပို့ရက်တင်တဲ့ဗီဒီယိုလေးချိန်ဖို့အတွက် subscribe လုပ်ထားကြပါဦး။အားလုံးကျေးဇူးတင်ပါတယ်။တတ်တာ